ဆက်ရှင်နေပြီပေါ့ဆက်ရှင်နေဆိုတာဒါနိုင်ငံတိုင်းနိုင်ငံတိုင်းမှာကဘာပေါ်မှာတရားဝင်ဟိုလူငယ်ဘဝမှာဒီဘယ်လိုကမလဲလူကြီးဘဝတို့ကူးပြောင်းနေနှစ်ပေါ့เนาะကလေးဘဝမှာဒီတရားဝင်လူကြီးပြဖြစ်ပြီလို့သတ်မှတ်လို့ရရဲ့နှစ်ဖြစ်တဲ့အတွက်ကျွန်တော်လည်းဒါဟောဒါကိုယ်တည်းလည်းဆက်ရှင်ပြည်ပြီကိုယ့်ရဲ့ပြင်းဆရာဖြစ်ခဲ့တဲ့ logi ဆရာဖြစ်ခဲ့တဲ့တက်တန်းကိုရှိတဲ့ခါမှာလည်းအရှင်းနှစ်ပြေပေါ့အရှင်းရှင်းနှစ်ပြေဆိုရင်အာဇဒုမှာဆိုချေးရဒုမြောက်တယ်ပေါ့เนาะအဲ့တော့အဲ့ဒီအဲ့လိုမျိုးလေးအဲအထိမ့်မှန်အနေနဲ့ဆက်ရှင်နှစ်ပြေမှာမှတ်မှတ်ရရလေးဖြစ်သွားအောင်ဆင်ပြီးတော့ကျွန်တော်ကဒါအဲ့လိုမျိုး ဟိုအတိုင်းဝိုင်းလေးတွေမိတ်ဆွေတွေဖိတ်ပြီးတော့အခမ်းအနားပွဲလေးကျင်းပဖြစ်တာပါခင်ဗျာဟုတ်ကြုံမှုလဲဆိုတာလောင်းကြီးစားကြီးထက်တဲ့သူတွေလဲကြုံမှုတယ်ဘယ်ဟာကိုဘာလုပ်ပြနိုင်ရင်ဟာကားဘယ်နဲ့စီးကြီးလောင်းမလဲလို့အာမြေဘယ်နဲ့ကွက်ကြီးလောင်းမလဲလို့ကြုံမှုပါတယ်နော်အခက်ခဲဖြစ်တာပေါ့နော် ဟိုတည်ဆုံးသွားတဲ့ခါမှာပိတ်တာဘွားရောက်တဲ့ခါမှာမချွတ်မလို့ဖြစ်တဲ့သူတွေပေါ့နော်အဲ့ဒီမချွတ်မလို့ဖြစ်တဲ့သူတွေကသူတို့ရဲ့မိသားစုတွေနဲ့အဆက်အသွယ်ရရှိဖို့အတွက်ကိုကြီးတောင်းတဲ့ကိစ္စတွေကြုံမှုပါတယ်ဟုတ်ကိုကြီးတောင်းတာကိုကြီးတောင်းတာပေါ့သူတို့ဘယ်မှာနေလဲဟာဘယ်တော့မှချွတ်သွားဘယ်တော့မှနေခဲ့တယ်ဆုံးခဲ့တယ်ဒါပေမဲ့မချွတ်သေးဘူးနော်အဲဘယ်လိုမျိုးလဲလှူဒန်းပေးပါအစားရှိတဲ့ဖြင့်အကူကြီးပေါ့နော်လာပြီးတော့တောင်းတဲ့သူတွေတော့အများကြီးကြုံပါတယ်ဟုတ်မိသားစုကဘယ်တင်လာမေးတဲ့အချိန်မှာသူတို့ကကိုကြီးရောက်ရှိလာတာပေါ့နော်မိသားစုနဲ့သူနဲ့ကိုဆက်သွယ်ပေးလို့ရမယ့်ဆရာ မှာရှက်တော့လိုက်ရှာနေကြတာလိုက်ရှာဒီဆရာစီပြင်သွားမလို့โอเคဟုတ်ပြီငါတို့လိုက်သွားမယ်လိုက်သွားပြီးတော့အဲဘယ်လိုခေါ်မလဲဂျားကနေစကားပြောတာပေါ့အာဘယ်လိုနေဖြစ်နေတယ်ဘယ်လိုခံစားနေရတယ်ဘယ်လိုဝေကြွေးတွေကြောင့်ဘယ်လိုဒုက္ခရောက်နေတယ်နော်အဲ့တော့ဘယ်လိုမျိုးလေးအလှူဒန်းလုပ်ပေးပါဘယ်နေရာမှာအလှူဒန်းသွားလုပ်ပါသူဘယ်မှာနေပါလဲအစားရှိတဲ့ဖြစ်ပေါ့နော်အခုညောင်းတဲ့ကိစ္စတွေအများကြီးကြုံမှုပါလေဆက်ရှင်နေပြီပေါ့ဆက်ရှင်နေဆိုတာဒါ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာကဘာပေါ်မှာတရားဝင်ဟိုလူငယ်ဘဝမှာဒီဘယ်လိုကမလဲလူကြီးဘဝတို့ကူးပြောင်းနေနှစ်ပေါ့เนาะကလေးဘဝမှာဒီတရားဝင်လူကြီးပြဖြစ်ပြီလို့သတ်မှတ်လို့ရရဲ့နှစ်ဖြစ်တဲ့အတွက်ကျွန်တော်လည်းဒါတော့ဒါကိုယ်တည်းလည်းဆက်ရှိပြပြီးကိုယ့်ရဲ့ပြင်းဆရာဖြစ်ခဲ့တဲ့လော်ဂီဆရာဖြစ်ခဲ့တဲ့တတ်တန်းကိုရှိတဲ့ခါမှာလည်းအရှင်းနှစ်ပြေပေါ့အရှင်းရှင်းနှစ်ပြေဆိုရင်အာဇတုမှာဆိုချေးရတုမြောက်တယ်ပေါ့နော်အဲ့တော့အဲ့ဒီအဲ့လိုမျိုးလေးအထိမ့်မှန်အနေနဲ့ဆက်ရှင်းနှစ်ပြေမှာမှတ်မှတ်ရရလေးဖြစ်သွားအောင်ဆိုပြီးတော့ကျွန်တော်ကဒါအဲ့လိုမျိုး ဟိုအတိုင်းဝိုင်းလေးတွေမိတ်ဆွေတွေဖိတ်ပြီးတော့အခမ်းအနားပွဲလေးကျင်းပဖြစ်တာပါခင်ဗျာ။ကိုးနှစ်သားမှစပြီးတော့လုပ်ဖြစ်တယ်ပေါ့နော်။ကျွန်တော်အသက်9နှစ်သားပါခုနကျွန်တော်ကတော့လေကျွန်တော်ရဲ့အမေနဲ့အတော်ကအဲဘယ်လိုခေါ်လဲသူကကျွန်တော်ညီမဆန်တော့သူတို့ဘေးကင်းဝါသနာဦးပေါ့နော်သူတို့ဟာတွက်တက်ချက်တက်တဲ့အဲဒီမီခောက်မီပေါ့နော်ဟိုတွက်ဒီတွက်အဲ့လိုလုပ်တဲ့ခါမှာကျွန်တော်ကဟိုဆက်စုတာပေါ့နော်ဟာဒါဘာတွေလဲပေါ့မဟာဗုဒ္ဓဘာလို့ညာလို့သူတို့ပြောနေတာကြားတော့အဲ့လိုဆက်စုရင်းနဲ့ လေးလာရင်းနဲ့ဝါသနာပါရင်းနဲ့စာအုပ်တွေဖတ်တယ်လေးလာတယ်အဲ့ဒီရမှာကျွန်တော်သင်ကြားပေးတဲ့ဆရာဆရာမ3ဦးနဲ့တွေ့ရှိခဲ့ပြီးတော့အဲ့ဒီဆရာဆရာမ3ဦးဆရာနေပြီးတော့ပညာဂုဏ်ရရှိခဲ့ပြီးတော့ကိုပိုင်ခိုင်းထောင်ခွင့်ကိုရရှိခဲ့ပြီးတော့ဒီအခုအဲကျွန်တော်ဖွဲ့စည်းတခြားနားခဲ့တဲ့ဒီစာတရားဆွဲခိုင်းကိုဖွဲ့ခဲ့တာပါ။လောကီပညာတန်တန်းတောက်မှာတော့အားလုံးဒီဆရာဆရာမတွေဆရာနေပြီးတော့အဲချစ်ခင်မှုတွေရရှိခဲ့ပြီးတော့အဆုံးထိတိုင်ပညာသင်ကြားနိုင်ခဲ့ပါပဲ။ဟုတ်ထုံနေပါတာပေါ့ပါရမီထုံနေပါတာပေါ့ပညာထုံနေပါလို့အခုကွာမှာဆရာဖြစ်တာပေါ့မာရီနော်။ဟို ဖះဟောဖះရှင်ဟောခဲ့တဲ့တရားတိုင်းပဲလေသူအခုလူတယောက်ရဲ့လားရာကိုသိချင်ရင်တို့တို့ရဲ့ဗီဇာကိုကြည့်ရတယ်เนาะအဲ့တော့အဲ့တော့အခုလက်ရှိဘဝမှာတို့ရဲ့ဗီဇာကဘာလဲလက်ရှိဖြစ်တော်အောင်မြင်တဲ့အလုပ်ကဘာအဲ့ဒီဟာလေးအားလုံးတို့ရဲ့ဘဝအဆက်ဆက်ပါရမီအထွန်းမှာပဲအမကျွန်တော်ကလည်းဒါအဲရှေးဘဝပေါ့များဆိုတာလေးကအဲဒီပညာကိုလေးလာလေးစားခဲ့တယ်ဆရာဖြစ်ခဲ့တယ်ပါရမီအထွန်းပညာအထွန်းနေပဋ္ဌာန်းဆက်တွေပါရှိခဲ့လို့အခုဘဝမှာငငယ်ရွယ်ရွယ်နဲ့တချို့လူတွေ၃၄၅လတင်ရတဲ့ပညာဆိုကိုကတပတ်ပဲ နော်အဲအဲ့လိုပေါ့ပညာပါရမီချုပ်နေပါတယ်တင်ကြားရလွယ်ကူတယ်အာဒိဋ္ဌံလေးကျင့်စဉ်လေးအာမှော်စဉ်လေးအာကျင့်ကြံရတဲ့ကိစ္စတွေပေါ့နော်အဲ့ဒီအပိုင်းနေမှာဆိုရင်လည်းပုံကိုယ်တွေကဝိုင်းပြီးတော့အဆောင်ရှောက်ပေးကြတယ်၊ကူညီပေးကြတယ်။အောင်မြင်မှုကိုရရှိတယ်။မြန်မာအဖြစ်အစည်းများတဲ့အဲဒိဋ္ဌံကျင့်စဉ်မျိုးစင်တာမှာကိုကလွယ်လင်းတကူနဲ့နာရှောရှူပဲအောင်မြင်တယ်ပေါ့နော်။အဲ့လိုမျိုးတော့ထူးခြားမှုလေးတွေရှိပါတယ်မှာ။ဒါကြောင့်မို့လို့ဆိုတာလောင်းကြီးစားကြီးထက်တဲ့သူတွေလည်းကြုံမှုတယ်။ဘယ်ဟာကိုဘာလို့ပြနိုင်ရင်ဟာကာဗွန်စီးကြီးလောင်းမလဲလို့အာမြေပနတ်ကွက်ကြီးလောင်းမလဲလို့ ကြုံမှုပါတယ်နော်ဒါတွေကတော့ကျွန်တော်တို့ကတော့ကြည့်ရတာပေါ့နော်ဟိုဆရာဖြစ်တိုင်းလည်းတမကုံပြလို့မရဘူးမန်မာနာထောင်လာလို့မရဘူးကိုပညာအစွမ်းကိုမယုံကြည်တဲ့သူကိုချမပြရဘူးလို့ကျွန်တော်တို့ရဲ့ရှေးဆရာအစဉ်ဆက်တွေကဆုံးမထားတဲ့အတွက်ဟိုလာပြီးတော့စိန်ခေါ်တဲ့သူတိုင်းတော့လက်မခံပါဘူးနော်အဲ့လိုခုနလေးမျိုးပေါ့ဟာဟိုဘယ်လိုခေါ်မလဲယုံတော့ယုံတယ်ဒါပေမဲ့ယုံတဝက်မယုံတဝက်ဖြစ်နေတယ်နော်ဒီပညာရေးဆိုတကယ်ရှိရလားနော်တကယ်ရောတည်ရှိခဲ့ရလားဆိုပြီးတော့မယုံကြည်ဘယ်လိုခေါ်မလဲ အဲယုံကြည်မှုကတဝက်ခုနလေးပြတန်တရားစိတ်ကတဝက်ရှိတဲ့သူတွေဆိုရင်ကျွန်တော်ကခုနလေးမျိုးသူတို့သူတို့နဲ့အလောင်းအလောင်းစားလုပ်ပြီးတော့အဲဘယ်လိုခေါ်မလဲသူတို့ရဲ့လောင်းစိတ်ထက်တာကိုလက်ခံတယ်ပေါ့နော်လက်ခံပြီးတော့လုပ်ပြီးတဲ့အခါမှာလုံးဝခက်ခတိတိမယုံပါဘူးဆိုရဆိုရသူတွေကစကျွန်တော်ရဲ့တပည့်ဖြစ်လာတယ်ကျွန်တော်ရဲ့ပြိဿဖြစ်လာတယ်ကျွန်တော်အားပေးတဲ့သူတွေဖြစ်လာတယ်ခုနလေးမျိုးတော့ကဲကဲရဲ့ရှုံးချတာတော့မခံဘူးပေါ့နော်ဟိုသူတို့ကလည်းရင်ကျေးသက်မှုနယ်ပဲပြောတာပါကျွန်တော်တို့ကတော့ အဲပညာကုန်ပြန်လာလည်းမဟုတ်ဘူးအဲသွေးတို့ဆန်းတာပေါ့နည်းနည်းနည်းလေးစမ်းကြည့်ချင်တာပေါ့နော်ဟိုဟာကျွန်တော်တို့ကဒါတွေဂျုံပါလေဒါမှမဲ့တန်တရားလေးတော့ရှိပါလေဟာဘယ်လိုမျိုးလေးကျွန်တော်တို့လုတ်ပြနိုင်မလားဒါတွေအမှန်ကန်ရှိတယ်ဆိုတာဘယ်လိုပြနိုင်မလဲလို့မိကွန်းထုတ်လာတဲ့သူတွေအပေါ်မှာတော့အဲကြကြလက်ကြပေါ့နော်ဟိုတိတိကျကျသူတို့ကိုအဲသူတို့မျက်ဝါးထင်ထင်လက်တွေမှဂျုံနေဆိုတဲ့သူတွေတော့လုတ်ပြဖြစ်တဲ့ပညာကန်းတွေတော့ရှိပါလေဟုတ်ဒီမဲ့ရတော့အတိအကျကျမပြောနိုင်ပါဘူးခင်ဗျာဘာဆောင်လဲဆိုတော့ကျွန်တော်တို့က အဘိညာဆံညာတဲ့ဖရာရှင်မဟုတ်ဘူးလေနော်။တာမန်လူဆရာတယောက်အနေနဲ့လောကီပညာကိုတက်ကြွန်းထားအောင်မျှဖြင့်ခொနရသားသမီးပြိဋ္ဌတ်တွေရဲ့အခက်ခဲကိုဓာတ်သဘောသဘာဝအရကုညီပေးနိုင်စွမ်းသာတတ်နိုင်ပါလေ။ခုနလေးမျိုးဟဲ့မင်းနော်ဘယ်နဲ့တည်မဲ။နော်မင်းနော်ဘယ်နဲ့တည်မဲပဲတော့တည်ရမလို့မပြောပြနိုင်ဘူးပေါ့နော်။ဒါပေမဲ့တွက်ချက်လို့ရတဲ့ပညာတွေရှိတယ်။ကိန်းကနန်တွေရှိတယ်၊နတ်ခတ်တွေရှိတယ်။ဒီ ြောပြလို့တတိပေးလို့ရနိုင်တဲ့အကျမ်းပြင်းအဖြစ်ပေါ်ပြလို့ရနိုင်တဲ့ပညာစွမ်းတွေကတော့အများကြီးရှိတာပေါ့နော်ဇတ်တော်တွေထဲမှာလည်းပါတယ်လေအဲဗျမနာကြီးကပုံနာကြီးကသူ့တပည့်ကိုပြောတယ်မင်းဒီလမ်းခိုင်းကြီးမှာပြေးလိမ့်မယ်နော်မင်းမသွားနဲ့ဆိုဒါပေမဲ့သူ့တပည့်ကသွားတယ်သွားလို့ဘာကြီးလုပ်လဲဟာလမ်းနေခင်းတယ်သရားနေခင်းတယ်အသက်ကိုင်းနေဖယ်ပေးတယ်နော်အဲ့တော့အသက်ဆက်ပြီးတော့သက်ဆက်ရှင်ခွင့်ရှိတယ်အဲ့တော့ကျွန်တော်တို့ကလည်းအဲ့လိုပဲခုနကဗျမနာကြီးတွက်ချက်ခဲ့တဲ့ပုံစံအတိုင်းပဲကိန်းကနန်းနေနက်ခတ်ပေးနေဂျိုးခွင်းဂျိုးသွားတွေဇရာတွေတို့ ကြည့်ရှုဆက်ဆဲပြီးတော့ဘယ်ချိန်ဘယ်ကာလမှာတော့အန်ဒီရရှိလဲဘလို့အန်ဒီရတွေကြာရောက်လာနိုင်လဲဆိုရယ်သတိပေးဟောပြောချက်မျှတာဟောပြောနိုင်ပြီးတော့အဲ့လိုမျိုးအန်ဒီရတွေမကြာရောက်လာအောင်လို့ဘယ်လိုမျိုးကံတရားကိုဆက်မလဲကုသိုလ်ကံတွေဘယ်လိုဆက်လုပ်မလဲအသက်ဆက်လက်ရှင်သန်ခွင့်ရအောင်တတ်တန်းဆက်ပြီးတော့ရှင်နေအောင်ဘာတွေလုပ်ရမလဲဆိုတဲ့အကြံပေးညွှန်ပြနိုင်တဲ့တာမန်ပုရုษရှင်လောကီဆရာလူသားပြောက်ဖြစ်တဲ့အတွက်တေမဲ့နှစ်ကိုတော့အတိအကျမပြောနိုင်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောပြောနေကြစကားလို့ပေါ့နော်တေခြင်းတရားကကျွန်တော်တို့နဲ့အတူအမြဲတမ်းရှင်တွဲရှိနေတာ အခုကျွန်တော်မီဒီယာပြင်းနဲ့လည်းသိနိုင်တယ်တောင်းနေထမင်းဆိုင်နဲ့လည်းသိနိုင်တယ်ဒီနေ့ကျွန်တော်ရဲ့ session နေ့ပြည့်မွေးနေ့ရလဲတည်နေသူကူးပြောင်းနိုင်တယ်တည်ခြင်းတရားဆိုတာကျွန်တော်နဲ့တူခုမီဒီယာပြင်းနေတာလीเนาะအဲ့တော့တည်ခြင်းတရားဒီလူတိုင်းလူတိုင်းတသိတ္တဝါတိုင်းနဲ့ရှင်တွဲနေထိုင်နေတဲ့လောကနိယာမတရားတစ်ခုဖြစ်တဲ့အတွက်ဖျားရှင်နိုင်မှာမလွန်ဆန်နိုင်ဘူးလीเนาะအဲ့တော့ဘယ်လိုခေါ်မလဲကိုယ်ဘယ်နေ့တည်မလဲဆိုတာထက်ကိုအသက်ရှိနေတဲ့ကာလမှာလူလောကရဲ့ကောင်းကျိုးကိုဘလို့ဖြစ်ထောင်းအောင်ဆောင်ရွက်မလဲเนาะလူတွေရဲ့အကျိုးစီးပွားကို ဘယ်လိုကွင်ကြီးသေးမလဲဘယ်လိုစိတ်ကောင်းထားမလဲဘယ်လိုမျိုးအထူဒါနတွေပြုလုပ်မလဲကောင်းမွန်တဲ့သီလမျိုးဘယ်လိုစောင့်တည်မလဲဆိုတော့စိတ်ကလေးကိုငွေးမြူပြီးတော့နေစာဒုက္ခအနတ္တဆိုတဲ့အိုနာသေးတဲ့တဝေကတရားတွေကိုရှုမှတ်ဆင်ခြင်ပြီးတော့လူလောကမှာကိုအခုအသက်ရှင်နေတော့လှုပ်ရှားလှုပ်ကြိုင်နေတော့မျက်စိဖွင့်နေတော့အခိုက်ကာလမှာကောင်းကျိုးတွေဖြစ်ထွန်းအောင်ဘာတွေငါတို့ဆောင်ရွက်ပေးလို့ရမလဲဆိုတာကိုပဲနှလုံးသွင်းပြီးတော့ဆင်ခြင်ရှုမှတ်ဖို့တော့လိုအပ်ပါတယ်အဲ့ဒီအတိတရားပဲရှိဖို့လိုပါတယ်ကိုပဲနေ့တင်မလဲဆိုတာရေးမကြည့်ပါဘူးတည်ခြင်းတရားဆိုတာကိုနေ့ကစက္ကန့်နဲ့အမျှ ်နော်စိုက်ကရဲ့ဓာတာအစိတ်နဲ့အမြကက်လျက်တီးရှိနေတာဖြစ်တဲ့အတွက်နေတိုင်းတင်နိုင်တယ်ဘလို့ခေါ်မလဲမနှက်ပြန်နိုးမလိုက်ကိုသေးပြီပေါ့ဟုတ်တယ်မလားနော်အဲ့တော့အခုကျွန်တော်မီဒီယာပြင်းနေတဲ့တင်နိုင်တဲ့ထမင်းဆိုင်နေတဲ့တင်နိုင်တဲ့သေချင်းတရားဒီကုနဲ့ကက်လျက်ရှင်တွဲနေထိုင်နေတာဖြစ်တဲ့အတွက်နေ့စဉ်နေ့စဉ်နော်ကိုဘလို့ခေါ်မလဲကိုအသက်ရှိနေစဉ်ကာလမှာမျက်စိဖွင့်နေတဲ့ကာလမှာတော့အကောင်းဆုံးနေပဲဆောင်ရွက်ဖို့တာဝေကအတိတရားကိုပဲနှလုံးသွင်းထားဖို့လိုအပ်ပါလေနော်ဟုတ်တွက်ချက်မှုရဆိုရင်တော့တရားမှာ65ရာခိုင်နှုန်းတော့မှတ်ကန်ပါလေ ်နော်အဲ့တော့အဲ့ဒီဥမာပေါ်တွက်လိုက်မယ်ဒီလူကအသက်45နှစ်မှာကားအက်ဆီဒန့်ဖြစ်ဖို့ရှိတယ်ဖြစ်တော့ဖြစ်လာမယ်တိတ်မတိတ်မသိဘူးနော်တေကိန်းအားကောင်းသလားတေကိန်းအားနည်းနေသလားခန္ဓာပြတ်နေသလားပြန်စစ်မယ်ဟုတ်ပြီခန္ဓာတော့ပြတ်နေတယ်ဘယ်တက်ဘယ်တက်တွေတော့ပြတ်နေတယ်နော်ဒါပေမဲ့သူကျင်းသေးပေါက်သေးပါမယ်လို့တော့ကျွန်တော်တို့တက်အံမပြောနိုင်ဘူးသေဖို့အလားလာတော့ရှိနေတယ်ခန္ဓာပြက်ကိန်းတော့မြင်နေရတယ်ကံတရားမှာတော့အားနည်းနေတယ်အဲ့အတွက် စစ်ဆေးပြီဆိုတဲ့အမှအမှဖြစ်အောင်ရေတရာလုပ်မှာပဲလို့နော်အဲ့တော့ဘယ်လိုဘယ်လိုအစဉ်တရားရေတရာလုပ်ကြမလဲကုသိုလ်ကံဆက်ကြမလဲအသက်ရှင်အောင်တို့တွေဘယ်လိုစူးစမ်းကြမလဲဆိုတာအကျံပြုဆွေးနွေးပြီးတော့လိုအပ်တဲ့ရေတရာစီရင်ပေးသွားတဲ့အခါမှာအသက်ချမ်းသာဝင်ရတာပဲလို့နော်ဟုတ်အတိအကျသိမဲ့နေကိုသိရတော့မဟုတ်ပေမဲ့အန်ဒီရှိတဲ့ကာလတွေကိုတော့ချုပ်တင်ပြီးတော့သတိထားနိုင်အောင်လို့တော့ဒီပညာလေးဆိုတော့တီထွင်ခဲ့တာပေါ့နော်အဲ့တော့ဘယ်ချိန်ဘယ်ကာလမှာအန်ဒီရှိနေတယ်အာဘလို့ရှောင်ရှားတင်နေဘယ်နေရာမသွားတင်ဘူးနော်စားစားရှိတဲ့ဖြင့်ရှောင်ရှားပွဲရဆောင်းရံဆိုင်ဝင်တွေကို လေ့လာမှတ်သားဖို့အတွက်သိရှိသားဖို့အတွက်ဒီပညာတွေဆိုတာလက်ဆင်ခံထိမ့်သိမ်းပြီးတော့အခုကာလတည်တည်နေနေတာပေါ့မှဟုတ်သူတို့ညောသူတို့ရဲ့ပညာရဲ့ရည်တည်မှာပေါ့နော်ဆိုဆရာဆရာဆိုပေမဲ့ကျွန်တော်လဲဆရာသူလဲဆရာသူလဲဆရာဒါပေမဲ့ရှောက်လန်းကြတဲ့လမ်းချင်းမတူဘူးသင်ယူခဲ့တဲ့ပညာရဲ့ချင်းမတူတဲ့အတွက်သူတို့ဘလို့ပညာတွေနဲ့အဲဘလို့မျိုး ကျင့်စဉ်တွေနဲ့ဘယ်လိုမျိုးအချက်လက်တွေနဲ့တော့အတိအကျဟောနေတယ်လို့မပြောတတ်ဘူးပေါ့နော်ကျွန်တော်ရဲ့ပညာရက်နဲ့ကျွန်တော်လျှောက်လန်းတဲ့လမ်းနဲ့ကျွန်တော်သင်ယူခဲ့တဲ့အချက်လက်တွေနဲ့ကျွန်တော်ရဲ့အန်တီဝါတိကဆရာသမားတွေဆုံးမခဲ့မှုအလျောက်ကတော့အဲ့လိုပြောကြလို့မရဘူးတတိပေးဆုံးမခွင့်တော့ရှိတယ်အကယ်၍ပါကိုကလုံးဝအတက်သိနေတယ်ဒီလူကတေးဦးသိမှာအတက်သိနေတယ်ဆိုရင်တော့မပြောသင့်ဘူးလူတယောက်စိတ်အားငယ်သွားမှဆိုတော့မပြောလူလူဆိုတာစိတ်ဆိုတာရမ်းရေးကြီးတယ်နော်အဲ့ဒီစိတ်ကိုမြင့်တက်အောင်နော် စိတ်တက်မကြအောင်မယ်ကျွန်တော်တို့ကအားပေးပြီးတော့သူအဲ့လီမဖြစ်အောင်မယ်ကာကွယ်ပေးရမှာဟဲ့နင်းသေးတော့မယ်နော်လို့သွားပြောလို့မရအောင်နော်သွားပြောမယ်ဆိုရင်ယောဂမဖြစ်တဲ့သူတော်မှစိတ်ထက်ကြပြီးတော့လဲဒုက္ခရရောက်နိုင်တယ်လေနော်ခက်ခဲဖြစ်ရင်ဖြစ်နိုင်တယ်အဲ့လီမျိုးမပြောပါဘူးဘီနေဆရာဆိုတာသူကစောင့်ထင်းရတဲ့စီကန်းနေရှိတာပေါ့နော်အဲ့ဒီစီကန်းတွေစောင့်ထင်းပြီးတော့ပြောတင်ပြောထိုက်ပြောအပ်တဲ့ဟာပြောရပါတယ်မှာဟုတ် ဆန်စပလော့ခံစားလို့ရတဲ့ဟာတွေအများကြီးရှိတယ်ဟိုအတိအကျမဟုတ်တော်ညာလဲဟာဒီလိုတခုခုတော့ဖြစ်တော့မယ်နော်အဲဘာဖြစ်မလဲဆိုရဲအကြောင်းချက်လက်တခုတချို့တစိတ်တဒေသကိုတော့သိတာပေါ့နော်ဟာသူခကြီးမထွက်တင်ဘူးအခကြီးငါတားရင်ကောင်းမလားသူအခကြီးမထွက်တင်ဘူးအခကြီးတန်သူတခုခုဒုက္ခရောက်လိမ့်မယ်နော်ကိုယ်စိတ်ထဲမှာတော့အဲထင်မိလိုက်တယ်နော်အမသွားမှာလားမသွားလို့မဖြစ်ဘူးလားရက်ရွှေလို့ရလားမရောက်ဆဲသွားသွားမယ်ဒါလေးဆောင်သွား ဒီရတဲ့လေးလောက်သွားเนาะဘယ်ဘယ်လိုမျိုးစီရင်လေးလောက်သွားနော်ဘာကျွတ်သွားဘာလေးဆောင်သွားဆိုရက်အကာအကွယ်လေးတစ်ခုခုပေးပြီးတော့ကိုကအန်နီကိုလွှဲဖယ်ပေးလိုက်တာပေါ့ခကြီးမသွားခင်သူဟဲ့အခကြီးသွားရင်ဒုက္ခရောက်မှာနော်လို့ပြောရင်တခကြီးလုံးစိုးရင်စိမ့်နဲ့ဥပဒဏ်ကြောင့်ဥပဒ်ရပြီးတော့ကိုကိုကိုလုံးလို့ပဲကိုကဒုက္ခရောက်မှာဟိုတကယ်ဟာမလာသေးမလာသေးခင်တကယ်ခုနကအန်တရားအန်နီရမလာသေးခင်ကိုခုနကကိုတွေးလိုက်တဲ့ခုနဥပဒဏ်အစွဲကြောင့်ကိုကခက်ခဲဖြစ်ဖို့ရှိရတယ်အဲ့လိုမျိုးမပြောထိုက်ဘူးပြောတယ်မင်းနဲ့သွားမှလာနင်းနဲ့တော့တတိထားနော်နော်ဘယ်လိုမျိုးလေးတော့လှုပ်သွားလိုက်ဆိုရက် အဲ့ဒီလာမဲ့ကံတရားကိုရှောင်ဖယ်ပေးလို့ရတဲ့ဟာပေါ့နော်အဲ့မှာလဲအရေးကြီးတဲ့တစ်ချက်ကရှောင်ဖယ်ပေးလို့ရတဲ့ကိစ္စလောက်မှာလဲရှောင်ဖယ်ပေးလို့ရတယ်ဟိုဘယ်လိုခေါ်မလဲမကောင်းပေးတဲ့ရန်စွဲဟူသမီးအားလုံးကိုရှောင်ဖယ်နိုင်မယ်ဆိုလို့ရှိရင်လောကမှာစစ်လဲဖြစ်မလာတော့ဘူးလေနော်ဟိုမကောင်းတာတွေမရှိတော့ဘူးလူတွေအားလုံးကကောင်းကျိုးဆန်းတာပဲရရှိနေတော့မှာပေါ့ဟုတ်တယ်မလားဒါပေမဲ့လူဆိုတာဝေကျွေးရှိတယ်ကံကျွေးရှိတယ်နော်ကံကြမ္မာကျွေးရှိတယ်အဲ့တော့ ကိုယ့်ရဲ့အတိတ်ဘဝတွေကပြုလုပ်ဆောင်ရွက်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေရှိတယ်အဲ့ဒီကုသိုလ်ကံအကုသိုလ်ကံတွေကလူဘဝရဲ့ကံကြမ္မာကိုအင်မတန်မှစိုးမိုးတယ်ဟိုဘယ်လိုခေါ်မလဲလွှမ်းမိုးတယ်ပေါ့နော်အဲ့ဒီဟာတွေကလည်းအရင်ရေးကြည့်တယ်အဲ့ဒီဟာတွေမရှိရှုပဲနဲ့ဟာငါဘီလင်ဆရာပဲငါဒီအဆောင်ပေးနိုင်တဲ့သူအသက်ရှင်ပါပဲလို့တော့တတိယတွက်လို့မရဘူးသူရဲ့ကုသိုလ်ကံအကုသိုလ်ကံအလျောက်ပေါ်မူတည်ပြီးတော့ခုနကစေရင်စမအဆောင်ဒီအစီရင်တွေဆိုတာကပံပိုးယုံပေါ့နော်ထောက်ပံ့ယုံအဲသူ့ကိုအဲတရားရကံတော့အပြည့်သူ့စီကိုမကောင်းချိုးရောက်တော့မယ်ဆိုရင်တော့မှ ဖြတ်ချလိုက်တာပါပဲဥမာပေါ်အမရေထီးဆောင်တယ်လို့ပေါ့နော်အခုနေရပူတယ်ကျွန်တော်အပြင်ပိုင်းဘာလို့ထီးဆောင်နေမလားထီးဆောင်နေဆိုတာလေနေပူတန်ကိုတတ်တာသွားတယ်နေလုံးကြီးတော့ပြောက်မသွားဘူးကိုယ်စီကိုရောက်မဲ့အပူကတော့ရှိနေတာပဲကိုယ်စီမရအောင်ဈာမဟန်တားပေးတာထီးလေးဆောင်လိုက်တာကိုထီးဆောင်တဲ့အတွက်နေလုံးကြီးကတော့ပြောက်မသွားဘူးအပူတန်လေးကတော့ညော့သွားတယ်အဲ့လိုပဲကိုယ်စီလာမဲ့မကောင်းတဲ့ကံကြမ်းမှာအလုံးစုံပပြအောင်မလုံးနိုင်ပေမဲ့ဘေးရင်ရရအစီရင်ဆိုတာတစိမ့်တတိသတတ်တာသွားအောင်နော်ဖယ်သွားအောင်နောက်ဆုတ်သွားအောင်လို့ တန်တရားကုသိုလ်ကံဆက်ပေးလို့ရတဲ့ပညာကြီးတော့အများကြီးရှိပါတယ်မှာဟုတ်အခက်ခဲဖြစ်တာပေါ့နော် ဟိုတေဆုံးသွားတဲ့ခါမှာပိတ်တာဘွားရောက်တဲ့ခါမှာမချွတ်မလို့ဖြစ်တဲ့သူတွေပေါ့နော်အဲ့ဒီမချွတ်မလို့ဖြစ်တဲ့သူတွေကသူတို့ရဲ့မိသားစုတွေနဲ့အဆက်အသွယ်ရရှိဖို့အတွက်ကိုကြီးတောင်းတဲ့ကိစ္စတွေကြုံမှုပါတယ်ဟုတ်ကိုကြီးတောင်းတာပေါ့သူတို့ဘယ်မှာနေလဲဟာဘယ်တော့မှချွတ်သွားဘယ်တော့မှနေခဲ့တယ်ဆုံးခဲ့တယ်ဒါပေမဲ့မချွတ်သေးဘူးနော်အဲဘယ်လိုမျိုးလဲလှူဒန်းပေးပါအစားရှိတဲ့ပြင်အကူကြီးပေါ့နော်လာပြီးတော့တောင်းတဲ့သူတွေတော့အများကြီးကြုံပါတယ်ဟုတ်မိသားစုကဘယ်တင်လာမေးတဲ့အချိန်မှာသူတို့ကကိုကြီးရောက်ရှိတာလားပေါ့နော်မိသားစုနဲ့သူနဲ့ကိုဆက်သွယ်ပေးလို့ရမယ့်ဆရာဘယ်မှာ ားဆက်တော့လိုက်ရှာနေကြတာလိုက်ရှာဒီစရာစီပြင်သွားမြင်တော့ okay ဟုတ်ပြီငါတို့လိုက်သွားမယ်လိုက်သွားပြီးတော့ဘယ်လိုခေါ်မလဲဂျားကနေစကားပြောတာပေါ့အာဘယ်လိုနေဖြစ်နေတယ်ဘယ်လိုခံစားနေရတယ်ဘယ်လိုဝေကြွေးနေကြဘယ်လိုဒုက္ခရောက်နေတယ်နော်အဲ့တော့ဘယ်လိုမျိုးလေးအလှူဒန်းလုပ်ပြီးပါဘယ်နေရာမှာအလှူဒန်းသွားလုပ်ပါသူဘယ်မှာနေပါလဲအစားရှိတဲ့ဖြစ်ပေါ့နော်အခုညောင်းတဲ့ကိစ္စတွေအများကြီးကြုံမှုပါတယ်အတိတ်နမိတ်ဆိုတော့ရေးကြည့်ပါတယ်မဘယ်နေရာဘယ်မှာဆိုအတိတ်နမိတ်ဆိုအင်မတန်ရေးကြည့်တယ်နောက်ပြီးတော့အခုတချင်းနေမှာဆိုလဲဘဝဆိုရဲအယူရောမင်္ဂလာအတိတ်နမိတ်အင်မတန်ရေးကြည့်တယ်အဲ့တော့ဘယ်လိုခေါ်မလဲရှေ့လျှောက်ပေါ့နော် ကတ်ဆိုးတွေမလာအောင်ကတ်ဆိုးတွေကနေရှောင်လွှဲနိုင်အောင်เนาะကတ်ကြီးသုံးမှနေကြော်လွှားနိုင်အောင်ဆိုရင်ဘာသာတရားများလုံးမှရမယ်ပေါ့เนาะဘာသာတရားဆိုတော့ကိုယ်ယုံကြည်ရဘာသာပေါ့เนาะဘာသာတရားများလို့ဗုဒ္ဓဘာသာဆိုရင်တဏ္ဍကုံမြဲထုံခုံတော်မြဲပွားစိတ်ကောင်းရှိအောင်ထားเนาะစိတ်ယုတ်စိတ်ပုတ်မမွေးနဲ့လူတွေကိုကူညီပေးဒါနသီလဘာဝနာသုံးမှလုံးအောင်စောင့်ထိုင်းပါเนาะနောက်ပြီးတော့ပွားမရပါအလှတန်းတွေပြုတ်ပါဟိုဘယ်လိုခေါ်မလဲရှိချောက်ကတော့လာဖို့တော့ရှိရယ်ပေါ့เนาะလာဖို့ရှိရယ်ဆိုရင်လည်းအတိအကျတော့ မပြောရဲပါဘူးကိုရီးယားလည်းဝိဇာတွေဖန်ဆင်းရှင်နေမှုတဲ့အတွက်ဘယ်လိုလာမလဲဆိုတော့မသိဘူးဒါပေမဲ့ရှေ့လျှောက်မှာလာဖို့တွေကတော့ရှိတယ်ခုနကလည်းပေါ့တရဏဂုံမတည်မြဲတဲ့သူတွေနော်အားလုံးကိုဘယ်လိုခေါ်လဲပယ်ဖြတ်ဖို့ရှိတယ်ကတ်ဆေးသွားဖို့ရှိတယ်အဲ့အတွက်အားလုံးတရဏဂုံထုံကြပါလို့ပြောနေနှုတ်ဆက်တာပါဟုတ်ကျေးဇူးများကြီးပါနော်